ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်။ကိုစတိုရီ YouTube Channel အနေနဲ့ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ပရိသတ်တွေအလုံးအတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းဟိန်ခန့်ဥဒ္ဒတိပါရေးသားထားတဲ့မန်တန်ထူးမောင်နဲ့ဓာတ်နဲ့ရှင်ကြော်ထင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းဆက်ရှိကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်။ဇာတ်လမ်းကြောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကို Like and Subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ အသေးသေးတိုင်းသိရှိဖို့အတွက်ကတော့ဘေးနာနိုတီပဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများတင်ပါတယ်ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးတော့မဲ့သူကတော့ကျမဖွေးဤပဲဖြစ်ပါတယ်ရှင်ဥဝုံရဲ့အသက်ကို လောင်းကျေးထပ်ထားရတဲ့တိုက်ပွဲမှာရန်သူဘက်ကဒေါ်ကြီးညိုရဲ့လှည့်စားမှုကြောင့်အချင်းချင်းအထင်အမြင်လွဲမှားခဲ့ကြပြီဖြစ်ပါတယ်ဥတော်မဟာအတူတိုက်ပွဲဝင်ခဲ့တဲ့မိတ်ဆွေတူဦးဖြစ်တဲ့ဒေါ်ပုံကြီးရဲ့တနက်တရာကိုရှာထားပါတယ် ဒါပေမဲ့သူကတော်ပုံကြီးကိုအသက်ဘေးကကဲတင်ပေးလိုက်တဲ့အပြင်ဒဏ်ရာရနေတဲ့ကြားမှာရက်ခဂိုင်းသားများကိုဆက်လက်တိုက်ခိုက်နေခဲ့ပါရယ်ထူမောင်ကလည်းဥဝထံမရောက်မီဥတော်မတို့အဖြစ်အပျက်များကို နောက်လဲကြည့်နေမိပါရယ်အဲ့ဒီလို အလေးအငိုက်ကြုံခိုက်မှာဓာတ်နဲ့ရှင်ကြော့ထင်ကထူမောင်ကိုတိုက်ခိုက်ဖို့အတွက်နောက်ကျောကိုတောင်းဦးနဲ့ချိန်ရွယ်ပြီးရောက်ရှိလာခဲ့ပါရယ်ထူမောင်တို့နဲ့ကြော့ထင်မှာရန်ညိုးမရှိပေမဲ့ ကျော်ထင်ကကျေးစားတူဖြစ်တာကြောင့်မြေအောင်အဖွဲကဆဲလို့လိုက်ခြင်းဖြစ်ပါရယ်ထူးမောင်ရဲ့ခေါင်းကိုဖြတ်နိုင်ရင်ရရှိမဲ့စုငွေကတန်ကျင်းမြင့်တဲ့အပြင်ရခိုင်ကိုင်းကလည်းစူရုံငွေချင်းမြင့်မှာဖြစ်ပြီးရရှိတဲ့အခွင့်အရေးကို အမိအယဆုတ်ကိုင်းကထူးမောင်ရဲ့နောက်ကျောကိုသူ့ရဲ့ဒဏ္ဍနဲ့ပိုင်ခုံလိုက်တော့ပါရယ်ဒါပေမဲ့ဓာချင်းခုံမိတဲ့အတန်တခုထွက်ပေါ်လာခဲ့ပြီးထူးမောင်လည်းရှောင်ထွက်လိုက်ရတယ်အဲ့ဒီနောက်ထူးမောင်ရဲ့မျက်နှာမှာ အားတက်သွားတဲ့ပုံသဏ္ဍာန်မျိုးတွင်းမြင်လိုက်ရတဲ့ထူးမောင်အဖို့ခွန်အားများရရှိသွားခြင်းမှသူ့အသက်ကိုကယ်လိုက်ခြင်းကြောင့်မဟုတ်ဘဲဆရာဖြစ်သူကိုကူညီကယ်တင်ပေးမိတခြားသူနှစ်ဦးရောက်ရှိလာခြင်းကြောင့်ဖြစ်ပါရဲ့သူတို့မှတခြားမဟုတ်ဘဲကိုဋ္ဌနာတန်တေတာကိုစီရင်ပေးနေတဲ့ဘဘဲဆရာကြီးဦးတန်ခဲနဲ့ခေါင်းရမ်းဖြူဆိုတဲ့မိန်းကလေးတို့ဖြစ်ပါရဲ့ဦးတန်ခဲဟာတေးသက်လှပတဲ့တောင်းတချောင်းနဲ့ကျော်ထင်းရဲ့ဓာတ်ကိုခုခံလိုက်ခြင်းဖြစ်ပြီး သူရဲ့ကိုပိုင်ဖြစ်တဲ့လက်ငါးလုံးခန့်အပြားရှိတဲ့ဓာကြီးနဲ့ကြော်ထင်းရဲ့တနက်ကို ရိုက်ထုတ်လိုက်ပါတယ်အဒီအချိန်မျက်လုံးကိုသာဖော်ပြီးခေါင်းမင်းချုံထားတဲ့ခေါင်းရမ်းဖြူဆိုတဲ့မိန်းကလေးမှလည်းကြော်ထင်းရဲ့ရှင်မကိုလက်ငါးချောင်းနဲ့စောင့်တွန်းလိုက်တဲ့ဓာနှက်ရှင်ကြော်ထင်းမှခံဝေးဝေးအထိလွင့်သွားပြီးသူရဲ့ဓာကိုတဲမြင့်ပြင်မှထောက်ပြီးအံ့အားတင်နေပါတယ်မျက်လုံးများကလည်းခေါင်းရမ်းဖြူဆိုတဲ့မိန်းကလေးကိုစူးစိုက်ကြည့်နေခဲ့ပါတယ် ကိုဋ္ဌာနာတန်သေးတာအစီအရင်အောင်မီထူမောင်ဆရာတော်ပေးခဲ့တဲ့တက်လုံးကတန်သေးတက်သားပဲကွရော့ဥဝုံရဲ့တန်တရုံကိုစီရင်ထားတဲ့ဓာတ်နဲ့ဥဝုံရဲ့အသက်ကိုကဲပြီးတော့ဥတန်ခဲကအန်တရဲများကြားကနေထူမောင်နဲ့အတူစူးစားစီရင်ခဲ့ရပြီးမအောင်မြင်သေးတဲ့ကိုဋ္ဌာနာတန်သေးတာကိုအခုအောင်မြင်ခဲ့ပြီဖြစ်တာကြောင့်ထူမောင်လက်ထဲပြစ်ပေးလိုက်ပါတယ်ထူမောင်ကလည်းဥဝုံအမြဲကိုင်တဲ့တန်တရုံလေးကိုပြုလုပ်ထားတဲ့ ကိုဌာနတန်သေးတားကိုကမ်းပြီးမြေရေပြင်အထက်မှာရှိတဲ့လေးစင်တိုင်ကြီးပေါ်မှာလှဲမြင်နေရတဲ့ဥဝုံကိုကြည့်လိုက်တဲ့အဲဒီနောက်ချေရဖြောက်သွားတတ်တဲ့ခေါင်းရံပြူမိန်းကလေးကိုတိုင်းတိုက်ပွဲကြောင်ရောက်လာတာကိုအနေငယ်ထူးဆန်းနေလို့တွေးနေပြီးတောပုံကြီးကဥတော်မကိုတွေ့ပြီးတော့ထူးမောင်တို့အနီးကိုရောက်လာခဲ့တယ်။ဥတန်ခဲလေးဥတော်မကိုပြန်လေတွေးစုံစဉ်ဒံယာကိုမြင်ပြီးတော့စိတ်မကောင်းဖြစ်သွားတယ်။နှစ်ဦးသားပြေးဖက်လိုက်ကြပြီးပွဲတော့လှပြီးတန်ခဲရင် ငါတို့တငယ်ချင်းငငုံကိုကဲထုံးရအောင်ကွာဥတော်မကဥတန်ခဲပေးထားတဲ့ပိတ်တာ24တဲ့တန်တူကြီးကိုကြည်ကျက်ပါအောင်စုပ်ပြီးတော့ပြောပါရင်တောပုံကြီးမှမိမိလှဲစားခင်ရပြီးဥတော်မကိုတနက်နဲ့ပြိမိတာမို့အပြည့်ရှိသူတို့ခန်းစားနေရတဲ့ထူးမောင်ကခေါင်းရမ်းဖြူဆိုတဲ့မိန်းကလေးကိုတီကျွမ်းခဲ့ဘူးသူတို့ခန်းစားမိဟန်နဲ့အကဲခတ်နေရမှမိန်းကလေးကလည်းတစ်ဖက်ကိုလှည့်နေပါရဲ့အဲ့ဒီအချင်း ရက်ခအဖွဲကအကူအညီတောင်းထားတဲ့တခြားအစွမ်းထက်ခိုင်းသားများ အုပ်စုလိုက်ချီတက်လာကြတော့တယ်။ဒါပေမဲ့ဓာတ်နဲ့ရှင်ကြော့ထင်ကဓာတ်ကိုထမ်းပြီးနောက်ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီးဦးဝုံကိုကုမျက်မဲ့လေးတိုင်စင်ဘက်ကိုသွားနေပါတယ်။တဖက်ရန်သူများမှပြင်ဆောက်ယူပါဂိုင်းခွဲတစ်ခုဖြစ်တဲ့နဂါအဖွဲမှနဂန်နီနဲ့နဂန်နဲ့ဆိုသူနှစ်ဦးဖြစ်ပါတယ်။အဲဒီသူနှစ်ဦးမှအားလုံးထက်အရက်အမောင်းရှိပြီးခတ်ထန်တဲ့အကြည့်များနဲ့ ထူးခြားတဲ့လက်သေးရှိများရှိပါတယ်။အဲဒါအပြင်လက်ဝဲကိုင်းမှဟုံရစာတတိယလေးလူသေးထဲတဲ့အကောင့်တလုံးကိုထန်ထားပြီးသူနဲ့အဖွဲတူတဲ့တန်ကျိုးရှင်တာတင်ရဲ့ဘီးမှရက်နေတဲ့တခြားတစ်ဖွဲမှမဲတော်လေးပါးကိုင်းမှမဲတော်တစ်ပါးရဲ့ညာလေးရုပ်ဖြစ်တဲ့ပညာသည်ဒေါ်ကြီးညိုနဲ့ဆုံးမနှစ်ယောက်တို့ဖြစ်ပါတယ်။ကဲအပေးအယူတစ်ခုလောက်ရအောင်မန်တန်ထူးမောင်မင်းရဲ့မန်တန်ပရန်ပိုက်ကိုပေးမလား။ဥုံုံရဲ့အသက်ကို ရန်သူဘက်ကစကားမဆုံးခင်မှာထူးမောင်ကဒေါသတကြီးနဲ့ဓာတ်ကိုဝှင်းရမ်းလိုက်တာမို့တန်သေးတာမှမီးတောင်များထွက်ပေါ်လာပြီးရန်သူများကိုလည်းအနှဲငယ်မီးဟက်သွားစေခဲ့ပါရဲ့ရန်သူများအနောက်ကို အနှဲငယ်ဆုတ်သွားကြတဲ့အခါမှာထူးမောင်ကိုကူညီကြမဲ့အဖွဲ့ကလည်းမိမိတို့တာဝန်များကို အမြန်ဆုံးတတ်မှတ်ကြတော့တယ်ထူးမောင်ကိုတန်သေးတားလာပြီးတဲ့ဥတန်ခဲကဂိုင်းချင်းတူရင်ပညာချင်းရိပ်မိနိုင်တယ် ငါမင်းတို့လက်ဝဲကိုင်းကဖုံးရစာနဲ့တုံးကျုံရှင်ကိုတာဝန်ယူတယ်။ခေါင်းရံဖြူမင်းဒေါ်ကြီးညိုတို့မဲတော်လေးပါးခိုင်းသားတွေနဲ့ရင်ဆိုင်နိုင်မလား။ခေါင်းရံဖြူဆိုတဲ့မိန်းကလေးဟာအစွမ်းထက်ပညာသင်ဖြစ်ပြီးအခုအခါမှာလက်ဝဲကိုင်းကထွက်ခဲ့ပြီဖြစ်တော်လေ။ဦးတော်မရဲ့စကားကြောင့်ခက်ဆက်ဆက်ပြန်ကြည့်ပါရယ်။ပြီးမှတိုက်ပွဲအခြေအနေကိုသုံးသပ်ပြီးလက်ခံတဲ့သဘောနဲ့ခေါင်းညိတ်ပြပါရယ်။အဲဒီအခါဦးတော်မလေးတူကြီးကိုမြှောက်ထမ်းလိုက်ပြီး နဂါးနှစ်ကောင်တွေ့ကြပြီပေါ့ကွာနှစ်ယောက်နဲ့တစ်ယောက်သုံးယောက်နဲ့တစ်ယောက်စသဖြင့်အင်းအားမမြတော့လေရန်သူကိုထိတ်တန့်ရင်ဆိုင်မှုခွဲတန်းချပြီးပြီဖြစ်ပါရဲ့ဒူးမောင်ဟာအစိမ့်ထရာရှာနေတဲ့ကြားမှာလမ်းမလေးတိုက်ပွဲများစွာကိုရင်ဆိုင်ခဲ့ရတာမို့အလုံးထက်ပို့ပြီးတော့ပင်မဲခဲ့ပေမဲ့ဥဝုံကိုတိုက်ပွဲကြောင်းမှာကဲထုံးဖို့သာတာဝန်ယူလိုက်တယ်ဒီကိစ္စမှာမလွယ်ကူတဲ့အပြင်ဥဝုံမှလည်းရက်ခမင်းဥကြောင့်လုံးနဲ့ဓာနဲ့ရှင်ကြော့ထင်းတို့လို့ အစွမ်းထက်ပုဂ္ဂိုလ်များရှိနေသေးပါ रे ဘလို့ပဲဖြစ်ပါစေတိုက်ပွဲကြီးပြင်းထန်တော့မှဖြစ်လို့ထူးမောင်လည်းမြင်းမော်တက်ပြီးဥုံုံရှိရာကိုသွားတော့ပါ रे တောပုံကြီးမှာသူ့ရဲ့တပွဲကိုဥဆောင်ပြီးရက်ခအဖွဲသားများကိုတိုက်ခိုက်ရင်ထူးမောင်ကိုလမ်းရှင်းပေးတော့ रे အားလုံးထဲမှာအင်းအားကြီးပြီးအရေးပါတဲ့ဥတော်မကိုဒဏ်ရာရအောင်ပြုလုပ်မိတာမို့စိတ်မကောင်းလည်းဖြစ်နေပါ रे ဒါပေမဲ့လည်းဥတော်မဟာသွေးထွက်နေတဲ့တနတ်ဒဏ်ရာကိုပင်ဂယုမဆိုင်ပင် နဂန်နီနဲ့နဂန်နတ်တို့ထံကိုဥတီပြီးတန်တရွင်ကြီးကိုတရွတ်တိုက်ဆွဲသွားပါရယ်နဂန်နီနဲ့နဂန်နတ်ဆိုသူတို့ကလေဥတော်မထံပြေးဝင်သွားကြတယ်အဲ့ဒီနောက်နဂန်နီဆိုသူဟာသူ့ရဲ့ခြေထောက်ကိုမြှောက်ပြီးဥတော်မကိုကန်လိုက်တဲ့အခါဥတော်မလေဘဲဘဲလက်ဖြံနဲ့ရိုက်ထုတ်ကောက်ွယ်လိုက်ပါရယ်တပြိုင်နက်တည်းသူ့ရဲ့တန်တူကြီးနဲ့လေနဂန်နတ်ဆိုသူရဲ့နဂါလက်တဲ့ကုတ်ချက်များကိုထုရိုက်ခုခံလိုက်ပါရယ်နဂန်နီနဂန်နတ်တို့မှလည်း နဂါအဖွဲ့ကထိတ်သီးအင်းအားကြီးပုဂ္ဂိုလ်များစည်ရင်းဝင်ဖြစ်ပြီးတိုက်ခိုက်ရေးမှကျွမ်းကျင်လှပါတဲ့တချိန်ကဥသောမှလည်းရာစုမှုရာထူးမရခဲ့ပေမဲ့ဥဝုန်နယ်ဥတန်ခဲတို့ထက် အစွမ်းထက်တဲ့အပြင်အဖွဲ့ခွေ၅ခုရဲ့ပညာများကို လေးလာခွင့်ရခဲ့သူဖြစ်ပါရဲ့အဲဒါအပြင်လက်ရှိမှာလည်းမြေအောက်ရှင်းလင်းရေးမှကျင်းစာတဦးဖြစ်ပြီးဓာတ်နယ်ရှင်ကြော့ထင်းနဲ့ခေါင်းရံဖြူတို့လိုအစင်းမြင့်ပညာသည်ဖြစ်လို့ပေါ်သေးသေးမဟုတ်ပါဒါပေမဲ့ ဒဏ်ရာမှာသွေးများစွာစီးကျနေရမှုအနှောင့်အယှက်ဖြစ်နေပါ रे အားနဲ့ချက်ကိုမြင်သားနေရမှုနဂန်ဒီနဲ့နဂန်နဲ့တို့ကလည်းအင်တိုက်အားတိုက်ဖိပြီးတော့တိုက်ခိုက်ကြပါ रे ဦးသောမားကလည်းဝဲရနှစ်ဖက်ကနေညှက်ပြီးတိုက်ခိုက်လာတဲ့နဂန်ဒီနဂန်နဲ့တို့ကို အလင်းအမြန်ခုခံနေရပါ रे တဖက်ကဝင်လာတဲ့နဂန်ဒီဆိုသူကိုတချက်ခုံပြီးတူကြီးနဲ့ရိုက်လိုက်တော့နဂန်ဒီဆိုသူကလက်ဖြတ်နှစ်ချောင်းနဲ့ခုခံပြီး အနောက်ကိုရိုင်းထွက်သွားပါရဲ့အဲဒီအချိန်မှာနဂနဲ့ဆိုသူရဲ့လက်သေးသုံးချောင်းကဥတော်မရဲ့နောက်ကျောဘက်ကတနတ်တံရတက်တဲ့ကိုဥတီပြီးကုတ်ချင်ပြီးသွားတော့တယ်ဥတော်မလေးနဂနဲ့ရဲ့ရင်ဘတ်ကိုတန်တယွန်းယွန်းနဲ့လက်ပြန်ဆောင်းလိုက်ပြီးနှစ်ယောက်ဝိုင်းထားတဲ့ကြားမှထွက်လိုက်တယ်ဒံရပေါ်မှာဒံရတစ်ခုထန်းစင်းလိုက်တာမို့နာကျင်မှုပြင်းထန်လာတဲ့ပြင်လက်သေးကုတ်ချက်မှအစိမ့်များပါနေတာကိုလည်းတတိထားလိုက်မိပါတယ် သူရဲ့တန်တရုံကိုဆွဲမြောင်းလိုက်ပြီးရန်သူကိုထမ်းပံရင်ဆိုင်မှုဟန်ပြင်လိုက်တော်လေအစိတ်တရားနဲ့တွေးထွက်လုံးနေတာမို့တက်ချက်ရိုင်းသွားပါတယ်။တောမရရလားငါမပူနဲ့တန်ခင်မင်းဟာမင်းဂယုဆိုင်မင်းပေးတဲ့တန်တူကြီးကိုနိုင်သေးသည်၍ငါဘာမှမဖြစ်ဘူးကွာဘဘဲဆရာကြီးဥတန်ခဲမှလေတုံးကျိုးရှင်တာထင်နဲ့အတူတိုက်ခိုက်နေရင်တငယ်ချင်းဖြစ်သူကိုစုံးရတဲ့ကြီးလှမ်းမိပါရင်ဥတန်ခဲရင်ဆိုင်နေရတာလေ နမဲကျုံလက်ဝဲကိုင်းမှတာတင်နဲ့တာတီးလို့ဖြစ်လို့မလွယ်ကူပါ။တုံးကျိုးရှင်တာတင်ဆိုသူမှခံမင်းရခက်လာတဲ့ပညာများကို ထုတ်သုံးတတ်ပါတဲ့လက်ထဲမှာလေအဖြူအနီအနက်ဆက်ကျိုးသုံးချောင်းကိုဆွဲဆန့်ထုတ်နိုင်ပြီးလို့တလို့အသုံးပြုနိုင်သူဖြစ်ပါတဲ့တာတီးရဲ့တိုက်ခိုက်မှုမှာတာမန်တာမြင်တွေ့ရပေမဲ့လဲကွယ်တစ်ခုဖြစ်နိုင်တာမို့ဥတန်ခဲမှာတတိထားနေရပါတယ်။ဥတန်ခဲဟာလက်ငါးလုံးခန့်အပြားရှိပြီးထက်လှစွာသော သူ့ရဲ့ဓာကြီးကို ခက်ဆာဆာကင်ထားပြီးတော့ရန်သူအနေထားကိုစောင့်ကြည့်နေပါတယ်။တောင်းကျိုးရှင်တာတိန်ဆိုသူကပထမဆုံးသူ့ရဲ့အနီးရောက်ဆက်ကျိုးကိုလက်ဝါးနှစ်ဖက်မှ တလန်ခန့်ဆွဲယူပြီးကြာဖို့တစ်ခုတစ်ခွေကစားပြီးတော့အနာကိုတိုးလာရင်အဲ့ဒီနောက်ရုတ်တရက်ဆက်ကျိုးတန်းကိုဥတန်ခဲရှိရာကိုပြစ်လို့လိုက်တော့တယ်။ဥတန်ခဲရဲ့ခန္ဓာကိုယ်ကိုရစ်ပတ်ဖမ်းချုပ်ခြင်းဖြစ်ပေမဲ့ဥတန်ခဲကအနာကိုခုံရှောင်လိုက်ပြီးမှသူ့ရဲ့ဓာကြီးနဲ့ စက်ကျိုးကိုရွတ်ပတ်ပြီးမြေပြင်မှခုန်ချလိုက်ပါတယ်စက်ကျိုးများကအပိုင်းပိုင်းပြတ်သွားတော့လေတစ်ခုနဲ့တစ်ခုဆက်သွားပြီးအကောင်းပကတိအတိုင်းဖြစ်သွားပါတယ်ဓာတ်နဲ့အခုတ်ခံလိုက်ရတဲ့မြေပြင်မှသာ အရှင်နှစ်လံသုံးလံခန့်ပက်ကြောဧည့်သူဖြစ်သွားခဲ့ပါတယ်အဲဒီနောက်မှအဖြူရောက်စက်ကျိုးတန်းတစ်ခုကအရှိကအနီးရောက်စက်ကျိုးများနဲ့နှစ်ကျိုးလိမ်ပြီးဥတန်ခဲရှိရာကိုဝင်လာပြန်ပါတယ်ဒီတစ်ချိန်မှာတော့ရစ်ပက်ချင်းမျိုးမဟုတ်ဘဲ အပေါ်စီးကကျိုးနဲ့ရိုက်ချနိုင်သလိုရှိပြီးဦးတန်ခဲမှဘေးကိုရှောင်ထွက်လိုက်ရတဲ့ဆဲကျိုးတန်းထိတွားတဲ့မြေပြင်ကအငွေထောင်းထောက်ထွက်ပြီးမဲနဲ့သွားတဲ့အထိစွမ်းအားကြီးသွားပါရဲ့အဲ့ဒီနောက်မှဦးတန်ခဲကိုထပ်မံရိုက်ခန့်ပြန်လာမှုဒီတကြိမ်မှမရှောင်နိုင်တော့ပေဓာတ်ကိုအသွားတက်တက်ခံပြီးပြန်လဲရွတ်ပန်လိုက်ပါရဲ့ဆဲကျိုးများဟာဓာတ်ကြီးကိုရွတ်ပတ်ထားပြီးမီးဖွားဖွားကြတဲ့အထိပြင်းထန်တဲ့အားနဲ့ရုန်းကန်တော့လေ ဥတန်ခဲကဆောင်းဆွဲလိုက်တော့တာတင်လဲဆက်ကျိုးများလွတ်ပြီးစိုက်ထိုးထိုးနဲ့ပါလာပါတယ်။အဲဒီရက်ခိုက်ဖုံးရစာတာတီးဆိုသူကဥတန်ခဲကိုအနဲ့ရောင်ပြောင်မုံများနဲ့ပတ်လိုက်တာမို့မျက်လုံးကိုစုံမိတ်လို့ရှောင်းလိုက်ရပါတယ်။ပြောင်မုံများထိသွားတဲ့အသားဟာအနှဲငယ်ပူဆက်သွားတာမို့မျက်လုံးကိုထိရင်တော့ကန်းစီနိုင်တော့ပါ रे ရုံတရဲ့တိုက်ခိုက်မှုများကြောင့်မိမိကိုကိုကာကွယ်ရင်ဥဝန်ထန်သွားနေတဲ့ထူးမောင်ကိုလည်းလှမ်းကြည့်လိုက်ပါ रे ထူးမောင်ဟာလန်တက်လျှောက်ရက်ခအဖွဲသားများကိုကိုးဌာနတန်တေဓာတ်တက်ချောင်းနဲ့ရှင်းလင်းပြီးမြင်းကြီးမိုးမောင်နဲ့အတူတောင်ပြင်ပေါ်မှမြစ်တက်လျှောက်နှင်းလာခဲ့ပါရင်ထူးမောင်ရဲ့လမ်းကအနောက်အရှေ့များကိုတောပုံးကြီးကရှင်းလင်းပေးနေတော့လေတာမန်လူနဲ့အစွမ်းထက်သူများဖြစ်နေတာကြောင့်ခေါင်းရမ်းဖြူဆိုတဲ့မိန်းကလေးကိုယ်တိုင်ဝင်းရောက်ကာကွယ်ရှင်းလင်းပေးတော့ပါရယ်ထူးမောင်မှာမိမိရဲ့မန်တန်အစွမ်းများကို အသုံးပြုပြီးကြော်ပြနိုင်တော့လေအတီးကဖြစ်တဲ့ အစိမ့်မြင့်ရန်သူများကိုရင်ဆိုင်ရမှာဖြစ်လို့ခွန်အားကိုချွေတာပေးကြခြင်းဖြစ်ပါれတဖက်မှာစောင်းနေသူများကဓာနှဲ့ရှင်ကြော့ထင်းနဲ့ရခခိုင်းဆောင်ဘလူးမီဥကြောင့်လုံးတို့ဖြစ်ပြီးတော့မန်တန်အစွမ်းများကိုအကန့်အသတ်တစ်ခုမရောက်အောင်ခေါင်းရမ်းဖြူကိုယ်တိုင်ကထူးမောင်ကိုကာကွယ်ပေးနေခြင်းဖြစ်ပါれတောပုံးကြီးကလည်းမိမိအပြည့်ကျွေးများကိုအသက်ပေးလို့ဆက်ခဲ့မေးလို့ဆုံးဖြတ်ထားတာမှဒဏ်ရာများစွာကြကဆက်လက်တိုက်ပွဲဝင်နေပါれ အဲ့ဒီအချိန်မှာခေါင်းရံဖြူဆိုတဲ့မိန်းကလေးရဲ့အရှိကိုအမတ်မထင်ဆုံးမနှစ်ယောက်ပေါ်လာခဲ့ပြီးစတင်တိုက်ခိုက်တော့ပါတယ်ဆုံးမနှစ်ယောက်တို့မှာမဲတော်လေးပါးခိုင်မှဒေါ်ကြီးညိုရဲ့တပည့်မှနှစ်ဦးဖြစ်ပါတယ်မိန်းကလေးချင်းဖြစ်ပြီးခေါင်းရံဖြူကိုအထင်မြင်သိလိုက်ကြပြီးတော့ထိတ်တန့်ရင်ဆိုင်လာတဲ့ဆုံးမနှစ်ဦးကိုခေါင်းရံဖြူလင်းခိုင်အေးအေးကြီးလိုက်ပါတယ်အဲ့ဒီအချိန်မှာဆုံးမနှစ်ယောက်တို့က ခေါင်းရံဖြူကိုတိုက်ခိုက်ဖို့အတွက် လက်များကိုကောင်းငင်ပေါ်ကိုမြောင်းလိုက်ကြပါရဲ့အဲ့ဒီအချိန်ခောင်းရမ်းဖြူဆိုတဲ့မိန်းကလေးမှရုတ်တရက်ပြောင်းကွယ်သွားပြီးဆုံးမနှစ်ဦးရဲ့အနောက်ကိုရောက်နေခဲ့ပါရဲ့ခောင်းရမ်းဖြူဆိုတဲ့မိန်းကလေးရဲ့ချုံထက်တဲ့လက်သန်းရှင်များမှလည်းသွေးများစီးကြနေပြီးအဝါရောင်အလင်းဆက်တချို့ကလည်းတပြက်ပြက်လက်ပြီးတော့လက်နှစ်ဖက်ရှိသွေးများကိုစုပ်ယူသွားပါရဲ့အဲ့ဒီအခါဆုံးမနှစ်ယောက်ကခောင်းရမ်းဖြူကိုလှဲကြည့်လိုက်ကြပြီးမှတအူးကိုတအူးကြည့်ပြီး ထိုင်းလန့်ကြောင်းရွနေကြတဲ့မျက်လုံးများနဲ့လဲကျသွားတော့တဲ့သူတို့လေပင်မှလက်သေးရအပေါင်ကြီးရှိနေပြီးသွေးများအိုက်ထွက်သွားတော့တယ်။ခေါင်းရမ်းဖြူဆိုတဲ့မိန်းကလေးကိုချော့တွက်မိကြတဲ့ဆုံးမနှစ်ယောက်မှနှီးကုန်းချုပ်သွားကြပြီဖြစ်ပါရဲ့။မြေအောက်ရှင်းလင်းရေးဆိုတဲ့အင်္ဂလိပ်အစိုးရရဲ့လှုပ်ဝက်အဖွဲ့အစည်းမှပင်အစိမ့်မြင့်ပညာတဲ့ဆယ်ဦးခန့်သာထားရှိပြီးခေါင်းရမ်းဖြူမှာတအူးထဲသောမိန်းကလေးအဖွဲ့ဝင်ဖြစ်ခဲ့ပါရဲ့။အမြင်အားဖြင့် လှပကြောက်ရှင်နဲ့ခန္ဓာကိုယ်နဲ့သပိရှင်များကိုကြည့်ပြီးအာနွယ်တဲ့မိန်းကလေးတူဦးလို့ထင်မှန်းရတော့လေသူ့ရဲ့အလင်းလှိုင်းများနဲ့လက်သေးရှိတို့မှအသက်ကိုနှုတ်ယူသွားနိုင်တဲ့အထိအစွမ်းထက်ပြီးလှည့်မြန်လာပါရဲ့အဲ့ဒီအချိန်မှာ ခေါင်းရံဖြူဆိုတဲ့မိန်းကလေးရဲ့မျက်နှာအနီကိုကြီးကန်းတကောင်ကတဟုန်ထိုးပြန်တန်းလာပါရဲ့အနက်ရောင်အခိုးငွေများပြီးထွက်နေတဲ့ကြီးကန်းကိုမြင်လိုက်တာနဲ့ခေါင်းရံဖြူဆိုတဲ့မိန်းကလေးမှာ အနောက်တလန်းအနေငယ်ခွာဆုပ်ပြီးမျက်နှာကိုလက်နှစ်ဖက်နဲ့ကားလိုက်ပါရင်အဲ့ဒီအခါမျက်နှာရှိမှမျက်လုံးချင်းနှောင်းအောင်ဆူရှာတဲ့အလင်းတို့ကဖြာထွက်လာပြီးတွန်းကန်အားတခုဖြစ်ပေါ်သွားပါရယ်ရံမူလာတဲ့ကြီးကန်းကလည်းမြေပေါ်မှာချက်ချင်းကျတာနဲ့ဒေါ်ကြီးညိုဆိုတဲ့ပညာသိမိမကြီးအဖြစ်ပြောင်းသွားခဲ့ပါရယ်နာနာရုပ်မော့အတက်ကိုတဖက်ကန်းခတ်တက်တဲ့အပြင်မဲတော်လေးပါးခန်းဝင်တအူးဖြစ်ပါရယ် တိုင်ခိုင်းရာမှလည်းလှဲစားတက်တဲ့အတွက်လည်းတတိထားတဲ့ရန်သူတို့ဦးဖြစ်ပါရီသူရဲ့တပည့်မနှစ်ဦးကိုတက်လိုက်တဲ့အတွက်လည်းခေါင်းရဖြူကိုလည်းမကျေနပ်တဲ့မျက်လုံးများနဲ့စိုက်ကြည့်နေပါရီဒေါ်ကြီးညိုမှလက်တစ်ဖက်က ပြောင်ဖူဖက်စနေကြီးကိုလည်းဖြွာလိုက်သေးပါရီအဲ့ဒီအချိန်မှာ ခေါင်းရဖြူကထူးမောင်ကိုကူညီရမှဖြစ်လို့အချိန်မဆွဲတော့ဘဲဒေါ်ကြီးညိုကိုစတင်တိုက်ခိုက်တော်ရီထုံးစံအတိုင်းမင်းဒေါ်ကြီးညိုရဲ့လက်မျိုးကို လက်သေးများနဲ့ထိုးပေါက်တိုက်ခိုက်လိုက်ပါတယ်။ခေါင်းရံဖြူရဲ့တိုက်ခိုက်မှုများမှထိမိတယ်လို့ထင်ရပေမဲ့ဒေါ်ကြီးညိုကပျောက်ွယ်သွားပြီးငှက်တောင်မဲမဲတစ်ချောင်းသာခြံခဲ့ပါတယ်။ရုတ်တရက်ခေါင်းရံဖြူရဲ့နောက်ကျောမှဒေါ်ကြီးညိုပေါ်လာခဲ့ပြီးခေါင်းကိုဆက်လက်မီနဲ့တောက်ချလိုက်ပါတယ်။ခေါင်းရံဖြူကမတိလိုက်ပေမဲ့ဆက်လက်မီမှရေတခွက်နဲ့လောင်းလိုက်တယ်လို့ငိမ့်သွားတာမို့ဒေါ်ကြီးညိုရဲ့အကြံစီများပြက်စီးသွားခဲ့ရတယ်။ခေါင်းရံဖြူလည်း ရုတ်တရက်အံ့ဩသွားပြီးမြေမော်ကထူးမောင်ကိုမြင်တဲ့အခါမှာအဘောမန်တန်အစွမ်းနဲ့ရေအနှဲငယ်ကိုဆင်းလို့လိုက်တယ်လို့သဘောပေါက်သွားပါတယ်။ခေါင်းရမ်းဖြူမှာထူးမောင်ကိုကျေးဇူးတင်တဲ့အကြည့်များနဲ့ကြည်နေစဉ်ဒေါ်ကြီးညိုကသူ့ရဲ့ပြောင်ဖူးဖက်စက်လက်ကြီးကိုခက်ပြင်းပြင်းတစ်ချက်မှုန့်လိုက်တော့မိများရဲရဲနီနီအောင်ဆွဲတော်ပါတယ်။အဲ့ဒီနောက်စက်လက်ကိုကြကြနန်းနှာဖွာပြီးမိခိုးငွေများကို အနှဲငယ်စီမှုတ်ထုတ်လိုက်ပါတယ်။ခေါင်းရမ်းဖြူထံကို အတန်းလိုက်ထွက်ပေါ်လာတဲ့မိခိုးမှာမွေးအဖြစ်ပြောင်းလဲသွားပြီးစတင်တိုက်ခိုက်တော့ပါတယ်ခေါင်းရမ်းဖြူမှလည်းတင်းရင်းရှောင်းရင်းနဲ့မွေးကိုစက်ကနေစုပ်ကင်လိုက်တဲ့အခါအခိုးငွေများအဖြစ်ပြောင်းလဲသွားပြန်ပါတယ်အဲ့ဒီအခါခေါင်းရမ်းဖြူလည်းလက်ကိုဝှေ့ရမ်းပြီးသူ့ရဲ့လက်နက်ကိုထုတ်ယူလိုက်တော့တယ်လက်နက်မှာတက်ချမဟုတ်ပင်ရိုးရှင်းနဲ့ဝချိုလေးတစ်ခုသာဖြစ်ပါတယ်တဇူးဝါပြစ်တာကိုသိတဲ့ဒေါ်ကြီးညိုမှအနှင်းငယ်ထိမ့်လန့်သွားဟန်ရှိပြီးခေါင်းရမ်းဖြူကို အနီးကမတိုက်ခိုက်တော့ပင်အဝေးမှတိုက်ခိုက်တော့ပါရဲ့အဲ့ဒီလိုနဲ့ဒေါကြီးညိုရဲ့ထူဆန်းတဲ့မှော်ပညာများနဲ့ခေါင်းရမ်းဖြူရဲ့အလင်းကဲသို့လှင်မြန်တဲ့ပညာတို့အပြင်းအထန်ရှင်ပြန်တိုက်ခိုက်ကြတော့ပါရဲ့ထူးမောင်ကတန်သေးဓာတ်ကိုကပ်ပြီးမိုးမောင်ရဲ့ကြောပေါ်မှာဥဝထံအပြေးလွှားသွားနေပါရဲ့ဥဝရဲ့ဘေးတစ်ဖက်စီမှာလေဓာတ်နဲ့ရှင်နဲ့ဥကြောင့်လုံးတို့ရှိနေကြပါရဲ့တပြေးပြေးနီးကပ်လာတဲ့အခါဥဝကိုတိတ်ချမြင်လာရတယ် အဝေးကတိုက်ပွဲကြီးနဲ့ထူးမောင်လာနေတာကိုမြင်ရတဲ့ဥဝုံကဆေးရစကားကိုနားမထောင်တဲ့ကောင်းနဲ့အသက်ကိုကစားကျင်တဲ့အပေါင်းအသင်းတွေပဲခေအောင်တွေအားလုံးပြန်ကြငါစီမလာကြနဲ့ဥဝုံကတန်ကြိုးခတ်ထားတဲ့ကြားကနေသူ့အတွက်အသက်ကိုစွန့်ပြီးလာရောက်ကဲတင်သူများကိုဒုက္ခမရောက်စေချင်တာကြောင့်အော်ဟစ်ပြောဆိုနေပါတယ်ဥဝုံရဲ့စိတ်စေတနာကိုသိတော်လေဒီအချိန်လေးရောက်မှနောက်မဆုတ်ကျင်တော့တာကြောင့်ထူးမောင်က တိုးမြဲတိုးလာနေပါတဲ့နေလုံးကလည်းအနောက်ကို တိမ့်လာပြီးဖြစ်ပြီးအချိန်ကများများမကြံတော့နေဝင်ချိန်ဆိုရင်ဥဝုံရဲ့အသက်ကိုနှုတ်ယူနိုင်ပြီဖြစ်ပါရည်တချိန်ကရာစုမူကြီးဥဝုံမှာစွမ်းအားကြီးနိုးလာတာမို့ဥကြောင့်တော့ကသူ့ရဲ့ခုခံမှုများကို ရောနှဲစေအောင်စီရင်ထားပြီးဖြစ်ပါရည်ဒါပေမဲ့နေမဝင်မချင်းဥဝုံကခုခံအားများကောင်းနေမှာဖြစ်တာမို့အသက်ကိုမှိတ်နှုတ်ယူနိုင်ကြပါအဲ့ဒီအချိန် မြေအောက်အဖွဲ့ရဲ့ကြီးစားတူဦးဖြစ်တဲ့ဓာနဲ့ရှင်ကြော့ထင်းကတဟုံထိုးပြေးလာခဲ့ပြီးသူ့ရဲ့ဓာကိုကင်ပြီးတော့အထက်ကိုခုံလိုက်ပါတယ်ထူးမောင်ကလည်းတန်သေးဓာကိုဆွဲမြောင်းလိုက်ပြီးမြင်းကြီးမိုးမောင်ရဲ့ကြောပေါ်မှမတန်းရလိုက်ပါတယ်အဲ့ဒီနောက်မြင်းပေါ်မှာလှမ်းခုံလိုက်ပြီးကြော့ထင်းကိုရင်ဆိုင်မှုအသိပြင်လိုက်တဲ့နှစ်ဦးသားမြေပေါ်ကို မကြမီမှာကြော့ထင်းကဓာနဲ့ကိုထူးမောင်ရှိရာကိုချိန်ရွယ်ပြီးပိုင်ချလိုက်ပါတယ် တဦးနဲ့တဦးကွာဝေးပေမဲ့ခုတ်ချက်ပြင်းထန်အားတစ်ခုဟာလေကိုခွေမိထူးမောင်ထံဝင်လာခဲ့ပါရယ်ထူးမောင်လည်းဘဲလဝါကိုပေးတင်မိပထဝီမန္တန်အစွမ်းကိုတုံးကမြေတူးတဲ့ထူးထူးတစ်ခုနဲ့သူ့ရဲ့အရှိကိုတားဆီးထားလိုက်တဲ့တဲမြေပြင်ကြီးကြွားတက်ပြီးမြေသားများမှတောင်ပေါ်တစ်ခုကဲ့သို့မိုးမောင်းလာတဲ့အဲ့ဒီနီးနဲ့ဓားချက်ကိုကားလိုက်တော့မြေဆိုင်ကြီးမှာထပ်ပိုင်းပြွတ်ထွက်သွားခဲ့တဲ့မြေသားအပိုင်းကြီးနှစ်ခုချာမှာ ကျောထင်ကဓာတ်နဲ့ကိုကင်ပြီးထက်မှန်ခုတ်ပိုင်းလာတာကြောင့်ထူးမောင်လေးတန်သေးဓာတ်နဲ့ခုခံထားလိုက်ပြီးနှုတ်ဦးသားမြေပြေမော်ကိုရက်လက်ကြလာပါတယ်။အဲ့ဒီနောက်နှုတ်ဦးသားဓာတ်ကိုစီရွေပြီးခုတ်ချလိုက်တော့ကိုးဌာနတန်သေးဓာတ်နဲ့ဓာတ်နဲ့တို့ထိခတ်မှုဟာအပြင်းနဲ့လှိုင်းများဖြစ်ပေါ်သွားပြီးအနီးမှာရှိတဲ့ရန်သူများကိုပင်လဲကျသွားစေပါတယ်။အဲ့ဒီနောက်မှထူးမောင်လေးဥတန်ခဲတင်ကြားပေးထားတဲ့ ဓာရီပညာတို့ကိုအတုံးချပြီးတိုက်ခိုက်ခဲ့တော်လေအင်းအားကအဆမတန်ကြွားလွန်နေပါရဲ့ထူးမောင်ဟာမန်တန်စွမ်းအားများကိုအတုံးပြုနိုင်တော်လေတိုက်ပွဲများစွာကြုံရတာကတည်းကြောင့်အစိမ့်မိထားတာကတည်းကြောင့်နဲ့ထင်းတလို့အတုံးမပြုနိုင်ပါတချမ်းမထူးမောင်ရဲ့ခုံအားကကြော်ထင်းလိုအစိမ့်မြင့်ဓာသမားကိုပင်နောက်ဝါးတပြန့်ခန့်အထိစုံသွားအောင်ခုံနိုင်လိုက်ပါရဲ့အဲ့ဒီအခိုင်မှဥဝုံမေးကရက်ခမင်းဥကြောင့်လုံးလေကြော်ထင်းနဲ့ ထူးမောင်တို့တိုက်ပွဲကိုဥတီလာနေတာမို့အာလုံးစိုးရင်သွားကြတဲ့နေဝင်ချင်းနီးကပ်လာပြီးဖြစ်ပြီးတိုက်ပွဲကိုအမြန်အဆုံးပြတ်ပေးဖို့ကြိုးပမ်းရတော့တယ်။အဲ့ဒီခဏမှာပင် အဖြူအနီအနက်ဆက်ကျိုးသုံးချောင်းနဲ့အတူဝင်လာတဲ့လက်ဝဲကိုင်းသာသုံးကျိုးရှင်တာတင်ကိုဦးတန်ခဲကသူ့ရဲ့ဓာကြီးနဲ့အာကုံလွှဲပိုင်းလိုက်တာကိုတွေ့လိုက်ရပါတယ်။ဆက်ကျိုးသုံးချောင်းနဲ့အတူသုံးကျိုးရှင်တာတင်ရဲ့ကောင်းမှထပ်ပိုင်းပြတ်သွားတာကြောင့် ရန်တခုအေးသွားခဲ့ပါတယ်။ဒါပေမဲ့လေတာတင်နဲ့အတူလာတဲ့ဟုံးရာစာက မတ်တပ်ထိုင်းရက်လိုက်ပြီးသူထိုင်နေတဲ့ကောင်တလာပေါ်မှာတန်ခဲဆိုတဲ့အမည်တခုကိုရေးလိုက်ပါတယ်။အဲဒီလိုမြင်တဲ့အခါဖုံးရစာတာတီးကိုဦးတန်ခဲက ပြင်းဝင်တိုက်ခိုက်တော့လေကောင်တလာအတွင် ဝင်ရောက်ပြောက်ွေသွားတော့တယ်။ခဏအကြာမှခေါင်းပြည့်သူကလွဲပြီးတိုက်ပွဲအတွင်တင်းဆုံးပြီးကြတဲ့အလောင်းကောင်တို့မှလှုံရှားလာပြီးဖုံးဝင်တယ်လို့အပြူးမှုများနဲ့ ကျောင်းမဖွေကောင်းအောင်တိုက်ခိုက်တော့ပါလေ။ဟုံရစာကိုဘလုံးမရှာလို့မတွေးတော့ပေ။ဟုတ်ကောင်များနဲ့သာခြံခဲ့ပြီးထွက်ပြေးသွားပြီဖြစ်ကြောင်းခေါင်းရံဖြူကလှမ်းလို့တတိပေးပါရယ်။အဲဒီနောက်ခေါင်းရံဖြူနဲ့ဒေါ်ကြီးညိုနဲ့တိုက်ခိုက်နေရင်ဒေါ်ကြီးညိုက နောက်ဆုံးတိုက်ခွက်ကိုထုတ်သုံးတော့ပါရယ်။ဒေါ်ကြီးညိုရဲ့ခန္ဓာကိုယ်မှာကြီးကန်းအဖြစ်ပြန်ပြောင်းသွားပြီးအကောင်တရာခန့်ပွားသွားခြင်းဖြစ်ပါရယ်။အဲဒီအခါခေါင်းရံဖြူကို ဝိုင်းလို့တိုက်ခိုက်ကြတော့တယ်။ ခေါင်းရံဖြူရဲ့လက်မှလည်းအလင်းလုံးကြီးတစ်ခုဖြစ်ပေါ်နေပြီးကြီးမိသူများကိုမျက်လုံးမခံနိုင်အောင်ဖြစ်စေပါရဲ့ဒီနည်းနဲ့ကြီးကန်းများရဲ့ရံကိုခဏကာကွယ်ထားခြင်းဖြစ်ပါရဲ့ကြီးကန်းတို့ကပြင်းထန်တဲ့အလင်းကံအားကို မခံနိုင်မှန်းသိတာကြောင့်ခေါင်းရံဖြူနဲ့အစွမ်းကုန်တုံးလိုက်တာကြောင့်ပန်ဝင်းချင်းတစ်ခုလုံးရဲ့တိုက်ပွဲများခဏရက်သွားရတဲ့အထိလင်းထိန်သွားတော့တယ်အဲ့ဒီအလင်းဟာအပူလိုင်းတစ်ခုလည်းရှိနေပြီး ကြီးကန်းအားလုံးကိုထွက်ပြေးသွားစေတော့လေမပြေးပဲကြံနေတဲ့တကောင်ကိုမြင်ရတာကြောင့်သူ့ရဲ့တဇူးဝါအချုံကို ပြင်ဆိုင်လိုက်တော့ရင်အဲ့ဒီအခါဒေါ်ကြီးညုံလေလေပင်ကိုဝချုံတန်းနှမ်းဆိုင်ပြီးပြန်ကြလာတော့ပါလေဥတန်ခဲနဲ့မပန်းဖြူလို့လေဥတော်မကိုကြည်လိုက်တော့နှစ်ယောက်တစ်ယောက်တိုက်ခိုက်နေတာကို တွေ့တာကြောင့်ဝင်းရောက်ကူညီဖို့သွားကြပါရဲ့ဒါပေမဲ့သူတို့နှစ်ဦးမရောက်ခင်အချိန်အတွင်းဥတော်မရဲ့ခန္ဓာကိုယ်မှပျောက်ကွယ်သွားတော့တယ် အဲ့ဒီနောက်နဂန်နီနဂန်နတ်တို့ရဲ့ဥကောင်းများစီစီညက်ကြအောင်ထူးရိုက်ခံလိုက်ရပြီးမှဥတော်မှလည်းမြေပြင်မှာဒူးထောင်းရက်သာပေါ်လာခဲ့ပါရဲ့အဲ့ဒီတိုက်ကွက်မှာစွမ်းအားကုန်တုံးရတာကို သိတာကြောင့်ဥတန်ခဲနဲ့ခေါင်းရမ်းဖြူတို့ကစိုးရင်ပြီးပြေးကုမယ်ပြုတော်လဲဥတော်မှကထူးမောင်ကိုလက်ညှိုးထိုးပြလိုက်ပါရဲ့ထူးမောင်ထံကိုလာနေတဲ့ဂိုင်းဆောင်ဘလူးမင်းဥကြောင့်တော့ကိုခေါင်းရမ်းဖြူကိုယ်တိုင်ရှောင်းတိန်ခဲရတဲ့အထိ အစွမ်းထလာတာမို့အားလုံးကစိုးရိမ်နေကြပါတယ်။အဲ့ဒီအချိန်ဖုန်ကောင်များကထူးဆန်းတဲ့အပြုအမူနဲ့တဏှာကိုဥတီသွားနေကြတာကို တွေ့လိုက်ရပါတယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းဟိန်ခန့်ဥတာဒီပါရေးသားထားတဲ့မန်တန်ထူးမောင်နဲ့ဓာတ်နဲ့ရှင်ကြော်ထင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းဆက်ရှက်ကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ခေါက်မှပရိသတ်တွေအားလုံးအကြွမ်း ဘလို့ဇလန်းကောင်းလေးတွေကို တင်ဆက်ပေးသွားအောင်မလဲဆိုတာကိုကျောင်းမြော်အားပေးနာဆင်မှုအတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရယ်နာဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါရယ်ရှင်